အားလုံးပဲမင်္ဂလာပါခင်ဗျာစဝတီခါထုထုခွန်ဒီနေ့မှာတော့ကျွန်တော်ထိုင်းစကားပေါင်းဆက်စကားပြောနည်း၈မျိုးကိုကျွန်တော်သင်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာပက်ဝီထီလွန်ခန်းဒီပေါင်းဆက်စကားပြောနည်း၈မျိုးမှာကျွန်တော်အခုပထမဆုံးအနေနဲ့တစ်ကိုနံပါတ်၁ကိုပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်နဲ့အတူတူလိုက်ပြီးတော့လေ့လာကြအောင်ခင်ဗျာနံပါတ်၁မှာတော့၂မျိုးသုံးပါမယ်ခင်ဗျာကြနဲ့မိုင်နဲ့ကြောအကြကြောအကြကြဆိုတာကဗမာလိုအတိပ္ပယ်ကဖို့ မယ်လို့အဓိပ္ပာယ်ရပါတယ်။မိုက်မောအိုင်မိုင်မိုက်မိုက်မိုက်ဆိုတဲ့အဓိပ္ပာယ်ကတော့အငင်းဝကြပါတော့ဘူးလို့အဓိပ္ပာယ်ရပါငင်းတာပေါ့နော်။ဒီနေရာမှာလဲဟိုရဲ့မူရင်းဆက်လက်မူရင်းအဓိပ္ပာယ်ကပြီးပြီးပြီလို့အဓိပ္ပာယ်ရပါတယ်။လဲဟိုရဲ့အဓိပ္ပာယ်ကမူရင်းအဓိပ္ပာယ်ပေါ့နော်ပြီးပြီးပြီလို့အဓိပ္ပာယ်ရပါဒီလဲဟိုကိုရှေ့မှာဒီကြဒါမှမဟုတ်ရင်မအဲမိုက်အဲ့ဒီနှစ်ခုကတစ်ခုခုပါနေမယ်ဆိုရင်တော့မယ်မတော့ဘူးလို့အတိတ်ပဲပြန်ပါမယ်လဲဟုတ်ကို တော့ဆိုပြီးဘာသာပြန်ပါတယ်ခင်ဗျာဥပမာကြလဲဟိုဆိုရင်ကွက်လက်တော့မယ်ဒီလိုမျိုးအတိပ္ပယ်ရပါတယ်ဂျာထဲမှာ verb ပါမယ်နော်ကရိယာပါမယ်ခင်ဗျာ my လဲဟိုနဲ့ပေါင်းမယ်ဆိုရင်မကွက်လက်တော့ဘူးလို့အတိပ္ပယ်ရပါတယ်ကြလဲဟိုဆိုရင်ကွက်လက်တော့မယ်ပေါ့နော် my လဲဟိုဆိုရင်မကွက်လက်တော့ဘူးလို့အတိပ္ပယ်ရပါတယ်ဒီနေရာမှာဂျာထဲမှာ ဗတ်ပါပါမယ်ကျွန်တော်ပြီးရင်ကျွန်တော်ဥပမာလေးနဲ့ရှင်းပြပေးသွားပါမယ်ခင်ဗျာတော်ရန်ချမ်းတော်ရန်ချမ်းဆိုတာကဥပမာလို့အဓိပ္ပာယ်ရပါတယ်တော်ရန်ချမ်းဥပမာပြရမယ်ဆိုရင်တော့ကြက်ပိုင်လဲဝ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 ဆိုတာသွားတော့မယ်လို့အဓိပ္ပာယ်ရပါတယ်ဒီနေရာမှာအလေကကျွန်တော်ထည့်လိုက်တာပိုင်ပိုင်ဆိုတာကဗတ်ကရိယာပေါ့နော်သွားသည်လို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာ ီမှာကြလဲဟိုကတော့မယ်လို့အဓိပ္ပာယ်ရပါတယ်။ကြပိုင်လဲဟိုဆိုတော့အဓိပ္ပာယ်ကသွားတော့မယ်လို့အဓိပ္ပာယ်ရပါတယ်ခင်ဗျ။နောက်တစ်လုံးကမိုက်လဲဟိုမိုက်လဲဟိုကမကွက်လက်တော့ဘူး။ဒီမှာမိုက်ပိုင်လဲဟိုမိုက်ပိုင်လဲမိတ်မဟုတ်ဘူးเนาะ။ဟိုကျွန်တော်တို့ဗမာပြည်မှာအဲကျွန်တော်ထိုင်ရောက်မြန်မာပြည်သားတွေအဲတချို့အနည်းစုပေါ့เนาะ။အာတော်တော်များများတော့သိနေပါပြီ။ ်မိတ်မိတ်မိတ်နဲ့တုံးကြတယ်မိတ်ပိုင်မိတ်ပိုင်ဆိုပြီးပြောရတယ်ဒါမှားပါတယ်နော်မိတ်ပိုင်မိတ်ပိုင်ဒီမှာမောအိုင်မိုင်မိတ်အမိုင်မိတ်ပိုင်လဲမိုက်ပိုင်လဲပိုင်းဆိုတာကဖက်ကရီယာပါသွားသည်လို့အဓိပ္ပာယ်ရပါတယ်မိုက်လဲကမတော့ဘူးပေါ့နော်မိုက်ပိုင်လဲဆိုရင်မသွားတော့ဘူးလို့အဓိပ္ပာယ်ရပါတယ်ကြပိုင်လဲဆိုရင်သွားတော့မယ်မိုက်ပိုင်လဲဆိုရင်မသွားတော့ဘူးလို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာနောက်တစ်လုံးကကြတော့ကြက် မာလဲဒီနေရာမှာမာဆိုတာက verb ဖြစ်ပါတယ်လာသည်လို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာကြက်မာလဲ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 ဆိုတာကလာတော့မယ်လို့အဓိပ္ပာယ်ရပါတယ်ကြက်လဲကတော့မယ်မာကလာသည်လာသည်ကြက်မာလဲလာတော့မယ်လို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာနောက်တစ်လုံးကကြတော့မိုက်မာလဲမိုက်မာလဲ ไม่มาแล้ว ไม่มาแล้ว ไม่มาแล้วဆိုရင်မလာတော့ဘူးလို့အဓိပ္ပာယ်ရပါတယ်ဒီမှာไม่แล้วကမတော့ဘူးမာကလာတယ်ไม่มาแล้วမလာတော့ဘူးလို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာจับมาแล้วลาတော့မယ်ไม่มาแล้วမလာတော့ဘူးလို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာနောက်တစ်လုံးဆက်သွားလိုက်အောင်ခင်ဗျာဒီမှာจับกินแล้วจับ กินแล้วจะกินแล้ว จะกินแล้วสัวก็ซ่าတော့มั้ยလို့အဓိပ္ပာယ်ရပါတယ်จกွက်လက်လဲจเนี่ยလဲဦးเนี่ยပေါင်းရင်တော့มั้ยกွက်လက်တော့มั้ยဒီနေရာမှာ vac กิน king สัวก็ซ่าดีလို့အဓိပ္ပာယ်ရပါတယ်กริยาပေါ့เนาะจะกินแล้วจะกินแล้วสัวซ่าတော့มั้ยလို့အဓိပ္ပာယ်ရပါတယ်ခင်ဗျနောက်တစ်လုံးอ่ะไม่กินแล้ว ไม่กินแล้วไม่กินแล้วไม่กินแล้วสัวก็ไม่ซ่าတော့ဘူးလို့အတိတ်ပြရပါတယ်ไม่แล้วကမတော့ဘူးမကွက်လက်တော့ဘူးပေါ့เนาะกินဆိုတာซ่าดีไม่กินแล้วဆိုမซ่าတော့ဘူးလို့အတိတ်ပြရပါတယ်ခင်ဗျာจะกินแล้วဆိုရင်ซ่าတော့မယ်ไม่กินแล้วဆိုရင်မซ่าတော့ဘူးလို့အတိတ်ပြရပါတယ်ခင်ဗျာနောက်တစ်လုံးကကြတော့จะ club แล้ว club clap clap ဆိုတာပြန်ဒီလို့အဓိပ္ပာယ်ရပါတယ်ကရိယာပေါ့နော် verb ဖြစ်ပါတယ် jack clap လဲဟုတ် jack clap လဲဟုတ် jack clap လဲဟုတ် jack လဲကတော့မယ်ကွက်လက်တော့မယ်ပေါ့နော် jack clap လဲဟုတ်ဆိုရင်ပြန်တော့မယ်လို့အဓိပ္ပာယ်ရပါတယ် jack clap လဲဟုတ်ပြန်တော့မယ်လို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာနောက်တစ်ခုက my clap လဲဟုတ် my clap လဲဟုတ် my club လဲ my club လဲဆိုရင်မပြန်တော့ဘူးလို့အတိတ်ပဲရပါတယ် my ကွက်လက်လဲကမကွက်လက်တော့ဘူးလို့အတိတ်ပဲရပါတယ်ခင်ဗျာ club ကပြန်သည် my club လဲဆိုမပြန်တော့ဘူးလို့အတိတ်ပဲရပါတယ်ဒီနေရာမှာဟို ban ဒီနေရာမှာစကလုံးအိမ်ဆိုတဲ့စကလုံးပါလာမယ်ဆိုရင် jack club ban လဲအိမ်ပြန်တော့မယ်လို့အတိတ်ပဲရပါတယ် jack club ban လဲဆိုရင်အိမ်ပြန်တော့မယ်လို့အတိတ်ပဲရမှာဖြစ်ပါတယ် ပြီးရင်အောက်ကတချောင်းက mic clap ban လဲဟုတ် mic clap ban လဲဟုတ်ဆိုရင်အိမ်မပြန်တော့ဘူးလို့အဓိပ္ပာယ်ရပါတယ်ဒီနားမှာ ban ဆိုတဲ့အိမ်လေးကို clap နောက်မှာ clap ban ban လေးနဲ့တလုံးထည့်လိုက်ရင် clap ban ဆိုရင်အိမ်ပြန်တယ် jack clap ban လဲဟုတ်ဆိုရင်အိမ်ပြန်တော့မယ်ပေါ့နော် mic clap ban လဲဟုတ်ဆိုရင်အိမ်မပြန်တော့ဘူးလို့ဒီလိုမျိုးတုံးလို့ရပါတယ်ခင်ဗျာနောက်တလုံးကတော့ jack tam လဲ jack tam လဲ จะทําแล้วจะทําแล้วสัวหลุดออกมั้ยโหลอธิบายบาได้ทําสัวหลุดดีกริยาဖြစ်ပါတယ်ခင်ဗျာ verb ဖြစ်ပါတယ်จะทําแล้วဆိုရင်จะแล้วว่าต่อมั้ยจะทําแล้วဆိုတော့หลุดออกมั้ยโหลอธิบายบาได้ခင်ဗျာจะทําแล้วหลุดออกมั้ยโหลอธิบายบาได้နောက်တစ်ချောင်းကတော့ my ทําแล้ว my ทําแล้ว my ทําแล้ว မိုက်လဲဆိုတာမကွက်လက်တော့ဘူးလို့အဓိပ္ပာယ်ရပါတယ်ထမ်ဆိုတာကလှုပ်တည်လို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာမိုက်ထမ်လဲဆိုတော့မလှုပ်တော့ဘူးလို့အဓိပ္ပာယ်ရပါတယ်အပေါ်တစ်ချောင်းကကြက်ထမ်လဲဆိုရင်လှုပ်တော့မယ်အောက်တစ်ချောင်းကအငင်းပေါ့နော်မိုက်ထမ်လဲမလှုပ်တော့ဘူးလို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာထမ်ဆိုတာကကရိယာဖြစ်ပါတယ်ထမ်ကလှုပ်တည်လို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာကြက်ထမ်လဲလှုပ်တော့မယ်မိုက်ထမ်လဲမလှုပ်တော့ဘူးလို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာ နောက်ဆုံးတစ်လုံးကတော့ non 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 ဆိုတာအိတ်ဒီလိုတိပရပါတယ်ဒီ non ဆိုတဲ့စာကြောင်းလေးကိုကျွန်တော်တို့ခြေကနှလုံးနဲ့ကပ်ပြီးတော့ဝါကြဖွဲ့ကြည့်အောင်ခင်ဗျာကြက် non လဲ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 ဆိုတာကအတိပရတော့အိတ်တော့မယ်လို့အတိပရပါခင်ဗျာ ကြလဲဟောကကွက်လက်တော့မယ်ဗောနော်နောင်းဆိုတာကအိတ်ဒီလို့အတိပ္ပယ်ရပါတယ်ခင်ဗျာအကရိယာဗောနော်ကြနောင်းလဲဟောဆိုတော့အိတ်တော့မယ်လို့အတိပ္ပယ်ရပါတယ်ခင်ဗျာနောက်တစ်လုံးကတော့မိုက်နောင်းလဲဟောမိုက်နောင်းလဲဟောမိုက်နောင်းလဲဟောဆိုတာကအတိပ္ပယ်ရတော့မအိတ်တော့ဘူးလို့အတိပ္ပယ်ရပါတယ်မိုက်လဲဟောကွက်လက်မကွက်လက်တော့ဘူးလို့အတိပ္ပယ်ရပါတယ်မိုက်နောင်းလဲဟောဆိုတော့မအိတ်တော့ဘူးလို့အတိပ္ပယ်ရပါတယ် တ်နွန်လဲဥအိတ်တော့မယ်မိုက်နွန်လဲဥမအိတ်တော့ဘူးလို့အတိတ်ပဲရပါတယ်ခင်ဗျာအားလုံးပဲအဆင်ပြေကြပါစေခင်ဗျာအဆင်ပြေလုံမယ်လို့လည်းမျှော်လင့်ပါတယ်ကျွန်တော်အတန်ဒီဗီဒီယိုအတန် quality ပဲမှာနည်းနည်းလေးအားနည်းနေရင်တော့သိခံပြီးတော့နားထောင်ပေးကြပါလို့ပြောချင်ပါတယ်နံပါတ်1ကိုနောက်ဗီဒီယိုမှာပြန်တွေ့မယ်ခင်ဗျာ see you the next video bye bye